ငါရဲ့အနှစ်သာရကံကြမ္မာပဲငါရဲ့လဖွာကံကြမ္မာရဲ့အကြောင်းတရားဖြစ်ပြီးငါရဲ့လက်သီးစုပ်ကကံကြမ္မာရဲ့အကျိုးဆက်မင်းရဲ့ချင်းကြံမှုအစင်ဟောရောက်ဖို့မလဲကူတဲ့အတွက်မင်းတို့ငါဒီနေ့မတတ်တော့ဘူးမင်းရဲ့အနှစ်သာရကိုယူပြီးနှစ်ပေါင်းတစ်ထောင်ကျော်ကြာတစိမ့်ခတ်ထားလိုက်မယ်အခုစစ်မြေပြင်ကနေထွက်သွားလိုက်တော့ ီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်။ဝန်လင်းရဲ့မျက်လုံးတွေဟာကောင်းကင်နဲ့မြေကြီးကပေါဝင်နေတယ်လို့ပဲအစွမ်းထက်တဲ့အချိန်မှာတခါကသူ့ရဲ့ခန္ဓာကနေပောက်ကွဲထွက်လာပြီးဝိယုံစိမ့်တဲ့လူငယ်ရဲ့မျက်လုံးထဲကိုကြောက်သွားပါတယ်။ဝိယုံစိမ့်တဲ့လူငယ်ကတွန်းခါသွားပြီးသူ့ရဲ့စိတ်ထဲမှာတကြိမ်ကြိမ်နဲ့မိသွားပါတယ်။သူကနောက်တစ်ချိန်သွေးရလဲရပြီးဝန်လင်းကသူ့ရဲ့လက်ကိုဝင်ရဲလိုက်တာနဲ့ပေပေါင်းတပေါင်းလောက်အကွာဝေးကိုနောက်ဆုတ်သွားလိုက်ရပါတယ်။သူ့ရဲ့မျက်လုံးတွေဟာမှိန်ဖြောင်းနေပြီးကြောက်မွေးဖွယ်ရထိတ်လန့်မှုကပြင်းထန်နေပါတယ်။မင်းဒါဒါဘယ်လိုနည်းပညာမျိုးလဲ။ ဝယ်လင်းကတော့မျက်လုံးလေးကိုမှိတ်လိုက်ပြီးသူကနောက်တစ်ချိန်ပြန်ဖွင့်လိုက်တဲ့အခါတင်းငိမ်စွာနဲ့စကားတခွန်းသာပြောလိုက်ပါလေ။တော်တော့ ူကဟိန်ဟောင်းမနေပဲအလုံးမယုံတည်ငြိမ်နေပေမဲ့ဝေးုံစိမ့်တဲ့လူငယ်ကတော့ထိုးရောက်ချားလိုက်ရတဲ့အခါသူ့ရဲ့ပုံဝင်ချင်းဟာလောကကြီးအားပြုတ်ကွဲတော့မလို့ပဲသူ့ရဲ့စိတ်ထဲကတုန်ခါသွားပြီးအင်အားတစ်ခုကသူ့ရဲ့ခန္ဓာထဲကိုတိုးဝင်လာကသူ့ရဲ့မူလဝိညာဉ်ကိုဆွဲဖြဲတော့မလို့ပါပဲထိန်းလန့်တကြားခံစားလိုက်ရပြီးဝေးုံစိမ့်လူငယ်ကသူ့ရဲ့ပါးစပ်ကနေတွေးတွေစီးကြရင်အယူတယောက်လိုထွက်ပြေးသွားပါလေသူကသူ့ရဲ့အနှစ်သာရတစ်ခုလုံးမဆုံးရှုံးခဲ့ရပြီမဲ့ဝယ်လင်းကအများစုကိုထုတ်ယူသွားခဲ့တာသူ့ကိုထိန်းလန့်စေခဲ့ပါတယ်သူကဒီလိုနီးပညာမျိုးကိုအရင်ကတခါမှ မကြဘူးဝင်မဲ့အေကရင်ရဲ့ရေရင်းနေရလောက်ကိုဖမ်းယူချိန်ဤပညာမှာအလားတူစွာရှိတယ်လို့တော့သူကမထင်မရှားသိနေပါလေသူ့ရဲ့နှလုံးသားတုန်ခါနေပြီးနောက်ဆုံးနေနှမျောတသားစိတ်ကပြင်းထန်နေပါလေသူသာသူ့ရဲ့ကြင်ကြံမှုအထုံးထိတ်မှာထိန်းထားနိုင်ခဲ့မှဆိုရင်ဝလင်းအတွက်သူ့ရဲ့အနှစ်သာရကိုထုတ်ယူဖို့ကဒါလောက်မလွယ်ကူလောက်ဘူးလို့သူကတွေးမိလိုက်ပါလေဒီဖိုးကြီးကစမ်းချက်လေးဟာနေကြင်ကြံမှုမှာရှိတယ်ဒီဖိုးကြီးကဒါကိုလက်မခံနိုင်ဘူး သူ့ရဲ့စိတ်ကသူ့ရဲ့နှလုံးသားထဲမှာဟိနေပေမဲ့အလင်းမြန်နဲ့ထွက်ပြေးရင်ဘာမှမထုတ်ဖော်ခဲ့ပါဘူးထိုအရာအလုံးကမျက်စိတမိတ်အတွင်းမှာဖြစ်သွားတာပါဝန်လင်းကဝင်းယုံစိတ်လူငယ်ကိုနောက်ဆုတ်သွားစေခဲ့ပါတယ်ပြီးတော့ဝန်လင်းကရတန်ဒီပညာကြောင့်နှိကွင်းနေပြီးတပ်ဖြတ်လူစိတ်တွေပြင်းထန်နေတဲ့ကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖျားဘက်ကိုလှည့်လိုက်ပါတယ်အရင်တော့ဖြစ်ခဲ့တာလေကိုဖြေရှင်းကြရအောင်ဝလင်းရဲ့အကြီးအကအေးဆန်းနေပေမဲ့သူကတည်ငြိမ်နေတော့မှသူကကောင်းကင်အရှင်သခင်ရဲ့လေဟာနဲ့နှစ်ဖျားကိုကြည့်ပြီးရှောက်သွားလိုက်ပါတယ်။မြောက်ပြောလာတဲ့ တိန်နီလေဟာနဲ့တောက်ကောင်းကင်အရှင်သခင်လီဟာနန်ဖျားဟိမ့်လိုက်ပြီးသူ့ရဲ့လက်ကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပါတယ်။သူကသူ့ရဲ့လက်ကိုဝင်းလိုက်တော့အီယာမအကွဲချောင်းရီတစ်ခုကသူ့ရဲ့နောက်မှာပေါ်လာပါတယ်။အဆုံးမဲ့ယုံကြည်ခြင်းမိရန်ကထွက်လာပြီးမေးမတွန့်နိုင်တဲ့တောက်ပါတဲ့တိန်နီတွေကိုဖန်တီးလိုက်ပါတယ်။အီယာမရုပ်ထုကြီးတွေကတိန်နီတွေပေါ်ကနေထွက်ပေါ်လာပါတယ်။ဒီလူကိုဖိနှိပ်စမ်းဒီလူကိုလောကကြီးရဲ့ဝိလက်ချင်းတွေကိုဖိနှိပ်လိုက်သူ့ကိုကျယ်တွေချောင်းနဲ့ကြီးကိုကြောက်သွားစေပြီးသူ့ရဲ့ဝိညာဉ်ကိုတလမမလုံးနိုင်အောင်လှုပ်စမ်း အရှင်သခင်လေဟာနဲ့နဖေကလညိုးထိုးရင်ဟိမ့်လိုက်ပါတယ်ရုတ်ထုအလုံးကဝန်လီယုံကိုကျေဒီချားမှမြုံနံဘူးစူးစမ်းနေတယ်လို့သူ့ပေါ်ထူချလိုက်ရင်တောက်ပလာပါတယ်ထိုးချိန်မှာအေမောက်ဝဲကရက်တစ်ခုကဝန်လင်းအောက်မှာပေါ်လာပါတယ်ထိုးဝဲကရက်ကိုနီးပညာတစ်ခုနဲ့ဖွဲ့စည်းထားပြီးမေးမတွနိုင်တဲ့တစေတွေကအထဲကနေပြန်ထွက်လာပါတယ်သူတို့ကဝန်နဲ့ခြေခွဲဖက်အော်တန်တွေကိုပြုတ်ရင်သူတို့ရဲ့ခန္ဓာတွေကရှည်ထွက်လာပြီးဝန်လင်းကိုဝင်းရင်လိုက်ပါတယ်သူတို့ကသူ့ကိုဝဲကရက်ထဲကိုဆွဲခေါ်ချင်နေကြပါတယ်ထိုးချိန်မှာလေဟာနဲ့တကားပြိုကျတော့ဝဲကရက်ကရှိနေတော့မှာ အဝေးကနေကြည့်ရင်ဝင်လင်းရဲ့အပုံထဲအောက်မှာဝဲကြီးတစ်ခုစီရာရှိနေလို့အလုံးမင်းကိုတုံလို့စီရာကောင်းတဲ့မြင်ကွင်းတစ်ခုပါဝဲကြီးရဲ့နှစ်ခုပြင်တောက်ပါနေတဲ့ရုပ်ထုတစ်တောင်းကဝင်လင်းစီကိုထူးခြားနေကြပါတယ်ဝင်လင်းကကောင်းတဲ့အရှင်သခင်လီဟာနဲ့နှစ်ဖရားရဲ့ဤပညာထဲမှာလုံးဝပိတ်မိနေတယ်လို့ပါပဲငါ့အတွက်တေလိုက်စမ်းကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖရားရက်ဆက်ကြံကြုတ်တဲ့အမူအရာနဲ့ညာလက်ကိုမြှောက်လိုက်ပါတယ် ခရင်ရောက်မြူခိုးတွေဟာစူဝေးလာပြီးသူ့ရဲ့လက်ထဲမှာလန်တစင်းဖြစ်သွားပါတယ်သူကလန်ဝန်ဆုပ်ကင်လိုက်ပြီးဝလင်းစီကိုပြစ်လွတ်လိုက်ပါတယ်မိုးချင်းတန်လို့တကြိမ်ကြိမ်မီဟိမ့်တန်နေရပိတ်နေထပ်သွားရနဲ့လန်ကအစုံမဲ့တဲ့မြူခိုးတွေနဲ့အတူပိတ်မိနေတဲ့ဝလင်းစီကိုပြစ်လွတ်လိုက်ပါတယ်အဝေးမှာဝေးုံစိမ့်တဲ့လူငယ်ကခဏရက်တန့်ပြီးပိတ်မိနေတဲ့ဝလင်းကိုကြည့်ဖို့အတွက်လှည့်ဖို့ကြိုးစားလိုက်ပါတယ်သူကဟိမ့်ဟောက်ပြီးဖက်ပြေးတော့ဆွန့်လွတ်ကဝလင်းစီကိုခြေလှမ်းလိုက်ပါတယ်ဝလင်းကတော့တင်းနေနေတုန်းမှာ ရုပ်ထုတစ်တောင်းကသူ့စီကိုထူးခြားလာတဲ့အခါသူကမျက်လုံးလေးကိုမှိတ်ပြီးတော့ရှေ့ကိုခြေလှမ်းလိုက်ပါတယ်။သူကမမြန်ပေမဲ့ရုပ်ထုရာပေါင်းများစွာသူ့စီကိုနီးကပ်လာပါတယ်။တို့ရရင်သူတို့ကရောက်လာအောင်လေသူ့ရဲ့ခန္ဓာကိုဖျက်သွားကြပါတယ်။ဝင်လင်းကပုံရုံဖြစ်သွားလားဒါမှမဟုတ်ရုပ်ထုတွေကိုယ်တိုင်ကပုံရုံဖြစ်သွားလားဆိုတော့မသိနိုင်ပါဘူး။ မေရင်မထွန်းနိုင်တဲ့ရုပ်ထုတွေဟာကြာစင်းလာအောင်မိုးချင်းတန်လို့ဒကြိမ်ကြိမ်မီဟိန်တန်နေရပဲ့တင်ထန်းနေပေမဲ့ဝက်လင်းနဲ့နီကက်လာတဲ့အခါသူတို့ကပွင့်လင်းမိတာသလိုဖြစ်ပြီးသူ့ကိုဖျက်သွားကြပါတယ်ပိုပြီးတော့ဒကြိမ်ကြိမ်မီတန်နေရဝက်လင်းနောက်မှာဆက်လက်ဖြစ်ပေါ်နေပါတယ်ထိုရာကောင်းကင်အရှင်သခင်လီဟာနန်နဖျားရဲ့မျိုးလုံးလေးကိုချုပ်သွားစေပါတယ်ဝက်လင်းရဲ့ခြေလမ်းမမြန်သလိုထင်ရပေမဲ့သူကချက်ချင်းဆုသလိုကောင်းကင်အရှင်သခင်လီဟာနန်နဖျားရဲ့ရှေ့ကိုရောက်သွားပါတယ်သူ့ရဲ့ညာလက်ကိုမြှောက်ပြီးကောင်းကင်အရှင်သခင်လီဟာနန်နဖျားကိုဘယ်နည်းပညာသုံးနေလဲဆိုတာတော့ဂယူးမဆိုင်ပဲ ညာဘက်လက်နဲ့ဖိထားလိုက်ပါလေတေချင်းရှင်ချင်းတစိမ့် သူ့ရဲ့ဘယ်လက်ကရှင်ချင်းဖြစ်ပြီးညာဘက်လက်ကတည်ချင်းမှာဝလင်းရဲ့ညာဘက်လက်ကကြောက်သွားပြီးအနေရောက်အငွှေးတရားသူ့ရဲ့လက်ဖောဝင်းရလိုက်ပါလေသူ့ရဲ့လက်ဖောကလီဟာနေထဲကိုကြောက်သွားပြီမဲထိုးရကောင်းကြီးအရှင်သခင်လီဟာနေနဖျားရဲ့အမှုရာကိုပြောင်းလဲသွားစီပါလေသူကဝလင်းရဲ့လက်ဖောမှာတည်ချင်းရှင်ချင်းအရှင်ကပောင်းဝင်နေတာကိုရှင်းရှင်းလင်းလင်းခံစားမိပါလေလက်ဖောကကြောက်သွားတဲ့အခါပဝင်းကျင်ဟာကြဲတာနေပယ်ထဲမှာရှင်တန်ချင်းရမရှိတော့သလိုပါပဲထိုးနေရတည်မင်းနေပယ်တစ်ခု ဖြစ်သွားသလိုပါပဲတည်မင်းနေပယ်ဖြစ်သွားတဲ့အချိန်မှာသူ ရဲ့ပတ်ဝန်းကျင်ရာလီဟာနယ်ထဲမှာမီးရင်မတွန်းနိုင်တဲ့အကွဲကြောင်းတွေကပေါ်လာပြီးပြိုကွဲသွားပါတယ်။အစုံမဲ့တေကျင်းအရှိန်ကသူ့စီကိုတိုးဝင်လာပါတယ်။ကောင်းကင်အရှင်သခင်လီဟာနယ်နဖျားရဲ့ခန္ဓာအုံကနေမိတန်နဲ့အတူပေယာပေါင်းများစွာနောက်ကိုလွင့်သွားပြီးသူကမောကြည့်လိုက်ပါတယ်။ဒိုးဝါရင်သူကမောကြည့်လိုက်တာနဲ့ဝင်လင်းကသူ့ကိုလညုံနဲ့ထိုးလိုက်ပါတယ်။ ရက်ကောင်းကြီးအရှင်သခင်လီဟာနဲ့နှဖျားရဲ့ခန္ဓာနောက်တစ်ချိန်နှိကွေးသွားပါတယ်သူကဟိမ့်လိုက်ပြီးသူ့ရဲ့ပတ်ဝန်းကျင်ကရက်တန်ဒီပညာကိုထိုးဖြတ်ကထိုးရှုံးလို့လို့အချိန်နေရနေလွတ်မြောက်တော့မလို့ပါပဲဒိုးအရင်ဝလင်းကသူ့ကိုထိုးခွင်ရို့ဘလို့ပြီးမှလဲဝလင်းကမျက်စိတမိတ်အတွင်းမှာပဲနီးကပ်လာပြီးကောင်းကြီးအရှင်သခင်လီဟာနဲ့နှဖျားရဲ့ရှေ့ကိုရောက်လာပါတယ်သူကသူ့ရဲ့လက်ညိုးကိုမြှောက်ပြီးကောင်းကြီးအရှင်သခင်လီဟာနဲ့နှဖျားရဲ့မျက်ခုံးချောက်ကိုထောက်လိုက်ပါတယ်မိုးโจ ထိုယာနဲ့အတူဝန်လင်းရဲ့ညာဘက်လက်ကထာဝရမိုးဂျိုဒစင်အဖြစ်ပြောင်းလဲသွားသလိုပဲထိုဖြက်စီးအားပြင်းတဲ့မိုးဂျိုထဲမှာအတွင်းနဲ့ပင်နဲ့အပြင်နယ်ပယ်တွေရဲ့မိုးဂျိုအားလုံးရဲ့စွမ်းအားတွေဟာပေါဝင်နေပါတယ်ထိုတစ်ချက်ထောက်ထားတာတတိယအဆင့်ကျဉ်းကျန်းသူတွေကိုတတ်နိုင်လောက်အထိအစွမ်းထက်ပါတယ်ကောင်းကင်အရှင်သခင်လီဟာနယ်နဖျားအရှင်သခင်၅ပါးရဲ့တပါးဖြစ်ပြီးသူ့ရဲ့ကျဉ်းကျန်းမှုအစဉ်အားအလွန်မြင့်မားပေမဲ့ထိုယာသူ့ရဲ့ပုံရိပ်ကိုပေါ်နေတဲ့အတခုပါထိုယာစမ်းကျက်လီဟာနယ်အစောပိုင်းအစိမ့်မှာပဲရှိပါသေးတယ်ရာလန်းအနေနဲ့ထိုမိုးဂျိုရဲ့စွမ်းအားကသူ့ကိုထိခိုက်စေနိုင်တော့မှာတစ် ချက်ထောက်လိုက်တာနဲ့ကောင်းကင်အရှင်သခင်လေဟန်နဲ့နဖျားရဲ့ခန္ဓာတွန်ခါသွားပါတယ်။ငွေရောင်အလင်းတန်းတစ်ခုကသူ့ရဲ့မျက်ခုံးချောင်းမှာပေါ်လာပြီးမရင်မထွန်းနိုင်တဲ့ငွေရောင်အလင်းတန်းနေရာပြန့်နှံ့ထွက်သွားပါတယ်။မျက်စိတမဲ့အတွင်းမှာပဲထိုးရာသူ့ရဲ့ခန္ဓာတစ်ခုလုံးပြန့်နှံ့သွားပြီးမိုးချင်းတန်လိုတချိန်ချင်းမိဟိန်တန်နေရာပိတ်တင်ထွက်သွားပါတယ်။သွေးတွေကကောင်းကင်အရှင်သခင်လေဟန်နဲ့နဖျားရဲ့ပါးစပ်တော့ကနေစီးကျလာပြီးသူကနောက်ကိုတွန်းထုတ်ခံလိုက်ရပါတယ်။သူကနောက်ဆုတ်သွားရတဲ့ဝက်လင်းကနောက်တစ်ချိန်ရှေ့ကိုတိုးလိုက်ပါတယ်။ဝက်လင်းရဲ့ညာဘက်လက်ကစံတန်းထွက်လာပြီးကောင်းကင်အရှင်သခင်လေဟန်နဲ့နဖျားရဲ့မျက်ခုံး ံးချားမှာနောက်တစ်ချိန်ကြောက်ဥသွားပါတယ်မီးမိုးချင်းတန်လို့ကြိမ်ကြိမ်မိတန်နေရပဲ့တင်ထန်းနေရင်ဖြက်စီးအပြင်းနဲ့မီးတောက်တွေကငွေရောင်မိုးချိုးလို့သူ့ရဲ့မျက်ခုံးချားကနေပြန်လည်ထွက်လာပါတယ် မိတော့တရားသူ့ရဲ့ခန္ဓာအနှံ့ကိုပြန့်နှံ့သွားပြီးသူ့ရဲ့စိတ်ထဲကိုတိုးဝင်ကာဝိညာဉ်ကိုလောင်ကျွမ်းစေပါလေသူ့ခန္ဓာရဲ့အတွင်းရောအပြင်ကိုပါလောင်ကျွမ်းခံနေရတဲ့နာကျင်မှုကြောင့်ကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရဲ့မျက်နှာပုံပြတ်သွားပါလေသူကတွေးတလို့အန်ထုတ်လိုက်ရပါလေဒိုးပါရင်ဒါနဲ့တည်းမပြီးသေးပါဘူးတက်ဖြက်လို့တဲ့အငွေသားတစ်ခုကဝန်လင်းရဲ့မျက်လုံးထဲမှာပေါ်လာပါလေသူကညာဘက်လက်ကိုမြောက်ပြီးလောက်ဖွားတစ်ခုကိုဖွဲ့စည်းလိုက်ပါလေပြီးတော့သူကကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရဲ့နှဖူးပေါ်ကိုဖိချလိုက်ပြီးသူ့ရဲ့လက်ချောင်းတွေကလက်တီတလုံးအဖြစ်ဆုပ်လိုက်ပါလေကန်ချမော နှစ်သာရတစ်ခုဝင်လင်းကဆွဲထုတ်လိုက်ပါတယ်ဇက်တိုက်တိုက်ခိုက်မှုတွေဟာကောင်းကင်အရှင်သခင်လေဟာနေနဖျားကိုခုခံဖို့အတွက်အခွင့်အရေးတစ်ခုမှမပေးခဲ့ပါဘူးရတန့်ချင်းဒီပညာနဲ့ဆိုရင်ဝင်လင်းကကောင်းကင်ကိုယ်တိုင်လိုပါပဲတည်ခြင်းရှင်ခြင်း ဝင်လင်းကသူ့ရဲ့လက်နက်ဖက်ကိုမြှောက်လိုက်ပါတယ်သူ့ရဲ့ဘယ်လက်ကရှင်ချင်းဖြစ်ပြီးထိုရာကောင်းကင်အရှင်သခင်လေဟာနေနှဖျားရဲ့ရင်ဘတ်ပုတ်ကိုဖိချလိုက်ပါတယ်ကောင်းကင်အရှင်သခင်လေဟာနေနှဖျားရဲ့အုံမင်းနေတဲ့ခန္ဓာကိုယ်ကရုတ်တရက်နုပြုတ်မှုကိုထုတ်လွှတ်ပြီးငယ်ရွယ်သွားပါတယ်ဒိုးပါရင်ဝင်လင်းရဲ့ညာဘက်လက်ကကြောက်သွားနဲ့နုပြုတ်မှုကပြုတ်ကွဲသွားပါတယ်တေချင်းနဲ့ရှင်ချင်းကကောင်းကင်အရှင်သခင်လေဟာနေနှဖျားရဲ့ခန္ဓာထဲမှာသူ့ရဲ့ခန္ဓာကိုဆွဲဖြဲတော့မလို့ပောက်ကွဲထွက်လာပါတယ်ကောင်းကင်အရှင်သခင်လေဟာနေနှဖျားကသူ့ရဲ့ခန္ဓာအပေါက်တွေကနေသွေးတွေထွက်လာပြီးသူ့ရဲ့အမူအရာပို့ပြီးတော့ ရက်ဆက်ကြံကြုတ်လာပါတယ်သူကရှင်းအောင်ကျဲဆုစနေရဲ့အရှင်သခင်၅ပါးရဲ့တပါးဖြစ်ပါတယ်သူရဲ့ဂုံတိတ်ခါသူ့ကိုအညံ့မခံစေပါဘူးဟိန်းဟောက်တန်တဲ့အတူသူ့ရဲ့ခန္ဓာတုန်ခွာပြီးရတ္တန်ဤပညာနဲ့လွတ်မြောက်သွားပါတယ်ရတ္တန်ဤပညာကျိုးပဲ့သွားတဲ့အချိန်မှာသူ့ရဲ့စွမ်းကုန်ကျင့်ကြံမှုကပေါက်ကွဲထလာပါတယ်ဒိုးဝါရင်ဝင်လင်းကတော့တည်ငြိမ်နေတော့မှကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရတ္တန်ဤပညာကိုချိုးဖျက်ချိန်မှာဝင်လင်းကညာဘက်လက်ညှိုးကိုထိုးလိုက်ပါတယ်ရက်မရနိုင်ဘူး ကောင်းကင်အရှင်သခင်လေဟာနေနဖရားရဲ့ခန္ဓာတုန်ခါသွားပြီးသူ့ရဲ့မျက်လုံးထဲမှာစိတ်ပြတ်အငဲ့မှုတွေကပေါ်လာပါတယ်။စစ်မှန်ခြင်းနဲ့မာယွင်ခြင်းဝန်လင်းကသူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပြီးထိုလောကကြီးရာအရာအလုံးကအမှားဖြစ်သွားပါတယ်။ပြီးတော့သူ့ရဲ့မျက်လုံးကပွင့်လာတော့အရာအလုံးကအစင်မှန်ဖြစ်သွားပါတယ်။ဒိုးရရင်သူ့ရဲ့မျက်လုံးလေးကိုနောက်တစ်ချိန်မှိတ်လိုက်တဲ့အခါသူ့ရဲ့ညာဘက်လက်ကခုတ်ချလိုက်ပါတယ်။တပြက်ချင်း ဝန်လင်းရဲ့လက်ဖွားကဓာတ်စင်းလိုပါပဲတက်ဖြတ်ခြင်းကအလင်းကြီးကိုထွက်လွတ်နေပါလေထိုအရာကောင်းရင်အရှင်သခင်လီဟာနဲ့နဖျားရဲ့ခေါင်းပုတ်ကိုဓာတ်ရဲကြောက်သွားပြီးရက်ဆက်စွာနဲ့ခုတ်ပိုင်းချလိုက်ပါလေကောင်းကင်းကိုတုံလို့စီတဲ့တဖုံဖုံမိတန်ကြီးကတနာစီရကောင်းတဲ့အော်ဟိတန်နဲ့အတူပဲ့တင်ထပ်သွားပါလေကောင်းရင်အရှင်သခင်လီဟာနဲ့နဖျားရဲ့ခန္ဓာကနှစ်ပိုင်းကွဲသွားပါလေသူ့ရဲ့အပိုင်းနှစ်ပိုင်းကခင်းရောက်မြခိုးအဖြစ်ပြောင်းလဲသွားပြီးဘေးနဲ့ညောင်နောက်ဆုတ်သွားပါလေဒိုးဝါရင်ဝန်လင်းရဲ့မျက်လုံးတွေကမှိတ်ထားပြီမဲ့သူကထိုမြခိုးကိုခွဲလိုက်တာအဝိဆောက်ကိုခွဲလိုက်သလိုပဲရှင်းရှင်းလင်းလင်းခံစားမိပါလေမြ ူခိုးဝါကွဲထွက်သွားတဲ့အချိန်မှာကောင်းလင်းရဲ့အရှင်သခင်လီဟာနန်နဖျားရဲ့ပုံရိပ်ကူပွားရဲ့မူလခန္ဓာလွတ်မြောက်သွားပါလေထိုးရမမြင်ရတဲ့စွန်းရင်တိမ်တိုက်တစ်ခုပါပဲမမြင်ရတဲ့စွန်းရင်ကိုရှာဖွေတွေ့ရှိဖို့အရန်ခက်ခဲပြီးဝက်လင်းကသူ့ရဲ့စစ်မှန်ခြင်းနဲ့မှားယွင်းချင်းတောက်ကိုတုံးပြီးမှရှာဖွေနိုင်ခဲ့တာပါထိုမမြင်ရတဲ့စွန်းရင်ကကောင်းလင်းရဲ့အရှင်သခင်လီဟာနန်နဖျားရဲ့ပုံရိပ်ကူပွားရဲ့အဓိကအနှစ်သာရပါ ထူပုံလေးကိုဘွားတကယ်တော့ကောင်းကင်အရှင်သခင်လီဟာနေနဖျားထုတ်လွတ်လိုက်တဲ့အသက်ရှူငွေတစ်ခုပါကောင်းကင်အရှင်သခင်လီဟာနေနဖျားကိုလီဟာနေနဖျားလို့ခေါ်တာသူ့ရဲ့ခန္ဓာကလီဟာနေလို့ဖြစ်နေလို့ပါသူ့ရဲ့ခန္ဓာကိုယ်ကအစစ်မှန်မဟုတ်ပဲစွန့်ရင်အစုဝေးတစ်ခုလို့ပဲပြောနိုင်ပါတယ်ထိုချိန်မှာဝယ်လင်းတယောက်ထဲရတာမြင်နိုင်တဲ့မမြင်ရတဲ့တိမ်တိုက်စွမ်းရည်တစ်ခုကဘယ်သူမှမသိလိုက်ခင်မှာပဲထွက်ပြေးဖို့ကြိုးစားနေပါလေ။ကောင်းကင်အရှင်သခင်လီဟာနေနဖျားအရှင်သခင်၅ပါးထဲမှာအကျင့်ကြံမှုအစဉ်အမြင့်ဆုံးမဟုတ်ပေမဲ့သူ့ကိုယ်ကတတ်ဖို့အခက်အခဲဆုံးပါ။ သူကရင်ထိုနေ့မှာတော့သူကစစ်မှန်ချင်းနဲ့မှာရင်ချင်းအနှစ်သာရကိုနားလေသောပေါက်ထားတဲ့ဝင်လင်းနဲ့တွေ့ဆုံခဲ့ပါပြီ။ဝင်လင်းကမျက်လုံးမဖွင့်ခဲ့ပါဘူး။ကောင်းကင်အရှင်သခင်လီဟာနန်နဖျားရဲ့အဓိကအနှစ်သာရကထွက်ပြေးဖို့ကြိုးစားနေပြီးဝေယုံစိမ့်တဲ့လူငယ်ကကောင်းကင်အရှင်သခင်လီဟာနန်နဖျားနှစ်ပိုင်းကွဲသွားတော့အမြင်ပြီးထိတ်လန့်နေကြနဲ့နောက်ပြန်လှည့်ထွက်ပြေးသွားတဲ့အချိန်မှာဝင်လင်းကညာဘလက်ကိုသူ့ရဲ့မျက်ခုံးစီကိုမြှောက်လိုက်ပါတယ်။ထိုရာနဲ့အတူအဆုံးမဲ့တဲ့ရွှေအောင်လင်းကထွက်ပေါ်လာပြီးရွှေအောင်သွေးတစ်စက်ကဝင်လင်းရဲ့မျက်ခုံးကြားကနေထွက်လာပါတယ်။သူကညာဘလက်နဲ့အဲ့ဒါကိုဆုပ်ကန်လိုက်ပါတယ်။သူက အဲ့ဒီသွေးစုပ်ကိုစုပ်ကန့်လိုက်ချိန်မှာလေးတလက်ကဝင်လင်းရဲ့ခန္ဓာအနေချက်ချင်းပေါ်လာပါတယ်လေးရပေါ်လာချိန်မှာ တပ်ဖြတ်လူစိတ်ကကြေတာကိုပြင်းထန်သွားပါလေဝင်လင်းကလေးကိုရှေ့ကိုချိန်ရွယ်လိုက်ပါလေဝင်လင်းမှရွှေရောင်သွေးမရှိရင်လီကွန်ရဲ့လေးကိုတုံးလို့မရပါဘူးတကယ်တော့အရင်တုန်းကသူ့ရဲ့ကောင်းလေးပုံသွေးမျိုးစက်ကိုအတင်းကျပ်ထုတ်ယူခံရတော့ကလေးကအဲ့ဒီသွေးစက်နဲ့ပေါက်ဆက်သွားခဲ့တာပါမြားအဲ့ဒီသွေးစက်ထဲမှာရှိနေပါလေဒိုးရရင်အဲ့ဒီသွေးကဝင်လင်းပိုင်ဆိုင်နေတုန်းမှာသူသာသွေးကိုပိုင်ဆိုင်နေသေးသူကလီကွန်ရဲ့လေးကိုဆင့်ခေါ်ပြီးကောင်းကင်းကိုတုံးလို့စီတဲ့မြားကိုပြစ်လွတ်နိုင်ပါလေထိုလီနဲ့သူ့ရဲ့လက်ရှိကျင့်ကြံမှုအစင်းနဲ့ဆိုရင်ဝင်လင်းကလောကကြီးကိုဖြစ်စေဘဲကျင့်ကြံသူကိုဖြစ်စေ မကြောက်ရွံ့ပါဘူးထိုလေးကဝယ်လင်းရဲ့အစွမ်းထောက်ဆုံးသောတိုက်ခိုက်မှုပါမျက်လုံးလေးကိုမိတ်ထားရင်ဝယ်လင်းရဲ့ဘယ်လက်ကလေးကိုကင်ပြီးညာဘက်လက်ကလင်းညွန့်ကျိုးကိုကင်နာပါတယ်သူကထွက်ပြေးနေတဲ့ကောင်းကင်အရှင်သခင်လေးဟာနဲ့နှဖျားကိုချိန်ရွယ်ပြီးလင်းညွန့်ကျိုးကိုဆွဲတင်လိုက်ပါတယ် တဝီးမီတန်နေရပက်တင်ထက်သွားပြီးလီဟာနေရပြုတ်ကွဲတော့မလို့ဒါမဟုတ်ပြုတ်ကွဲနေသလိုပါပဲဝယ်လင်းရဲ့ပုံဝင်ခြင်းရလီဟာနေရသူ့ဘဟုပြုတ်ပြီးတလွာပြီးတလွာပြုတ်ကွဲလာပါတယ်ကောင်းကင်ရဲ့အရှင်သခင်ရဲ့လီဟာနေနဖျားတိတ်ဆိတ်စွာနဲ့အော်ဟစ်လိုက်ပြီးတေချင်းရဲ့ခန်းစားချက်ကသူ့ကိုဝင်းရံလိုက်ပါတယ်သူကယူတယောက်လို့ပြေးပြီးလောကကြီးနဲ့ပေါင်းဆက်သွားပါတယ်မျက်စိတမိတ်အတွင်းမှာသူကဟင်းသားပရာချိုရဲ့အနီးနားကနေပြောက်ကွက်သွားပါတယ်အစိမ်းရဝယ်လူငယ်ရလည်းရှိနေပါသေးတယ်သူကထိတ်လန့်နေကြတဲ့အလီမြတ်ထွက်ပြေးနေရင်အကွဲချောင်းတစ်ခုကိုဆွဲဖြဲပြီးအတွင်းထဲကိုဝင်သွားပါတယ်ဟင်းသားပရာ ချို့ရဲ့ပုံဝင်ချိန်မှာထွက်ပြေးနေတဲ့တောင်းနဲ့ချီတဲ့ကျဉ်ကျဉ်သူတွေကလည်းရှိနေပါသေးတယ်သူတို့အားလုံးကအစောတည်းကထွက်ပြေးခဲ့ကြပြီးဟင်းသားဗရာအချို့ပုံဝင်ချိန်မှာဘာတွေဖြစ်ခဲ့လဲဆိုတော့မမြင်လိုက်ကြပါပဲထိုချိန်မှာသူတို့ရဲ့ဝိညာဉ်တွေကနေတည်ခြင်းရဲ့ခေါ်တန်းကိုခံစားလိုက်ရပါတယ်ငါဒီများချက်ကိုတောက်ပါတဲ့လေဟာနေကနေပြန်ယူမယ် ဝက်လင်းကမျိုးလုံးမှိတ်ထားလိုက်ပါတယ်သူ့ရဲ့အတန်အတည်ငြိမ်နေပါတယ်သူကလင်းညွန့်ကျိုးကိုနောက်ပြန်ဆွဲလိုက်တော့ထိတ်လုံးနဲ့ပုံရင်အောင်မြားဒစင်းကစတင်ဖွဲ့စည်းလာပါတယ်မကြခင်မှာပဲထိုးရအစစ်မှန်မြားဒစင်းလိုဖြစ်သွားပါတယ်မြားပေါ်လာချိန်မှာဝက်လင်းရဲ့ညာဘက်လက်ကရှော့လိုက်ပါတယ်သူကလှုပ်လိုက်တဲ့အချိန်မှာပဲတဝီဝီမိတန်ပဲ့တင်ထက်သွားပါတယ်ညွန့်ကျိုးကမြားကိုရိုက်ခတ်သွားတယ်လီဟာနဲ့ကိုရိုင်းကတုန်ခါပြီးတော့ပြုတ်ကွဲသွားသလိုပဲအင်အားအကုန်လုံးကကူပြောင်းသွားပြီးမြားကပြစ်ထွက်သွားပါတယ်မြားကပြန်ထွက်သွားတယ်လီဟာနဲ့ကနောက်တစ်ချိန်ပြုတ်ကွဲပြီးအဆုံးမဲ့အနောက်ရောက်ဝဲကြီးရက်တွေကိုဖွဲ့စည်းလိုက်ပါ ါသည်။မြားကစိတ်ကူးမြင့်နိုင်တဲ့စွမ်းအင်ပမာဏတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါသည်။ ထိုမြောင်းကိုဘသူကမှတားစီလို့မရပါဘူး။မြားကပြန်ထွက်သွားရတယ်။လှိုင်းကြီးရဲ့တစ်ခုကလေဟာနေရနေပြန်နှံ့ထွက်လာပါလေ။ဝေယုံစိန်လူငယ်ကသူ့ရဲ့အကွဲကြောင်းလေးကနေအတင်းကျပ်ထွက်လာပါလေ။သူကထိမ့်လန့်နေကြနဲ့နောက်ပြန်လှည့်ကြည့်လိုက်တော့သူ့ရဲ့မျက်နှာဖြူဖြော့သွားပြီးသူ့ရဲ့မျက်လုံးတွေကစိတ်ပြတ်အားငယ်မှုနဲ့ပြင်းထန်သွားပါလေ။နောက်ဆုံးတစ်ခေါက်တုန်းကသူကပုံရောက်တစ်ခုပဲဖြစ်ခဲ့တာနဲ့မတူညီပဲဒီတစ်ခေါက်မှာတော့သူကသူ့ရဲ့မူလခန္ဓာနဲ့အတူရှိနေတာပါ။သူကတည်သွားရတယ်၊သူကတကယ်တည်သွားရမှာပါ။စဉ်းစားချိန်မရလိုက်ချိန်မှာပဲမြားကချက်ချင်းကြီးကလာပါလေ။အစိမ်းရောက်ဝေယုံတဲ့လူငယ်ကအကူအညီတောင်းပြီး ိမ့်လိုက်ပါတယ်သူ့ရဲ့လက်တရားလက်တစိမ့်တစ်ခုဖွဲ့ပြီးသူ့ရဲ့ခန္ဓာအခြေအနေကိုလိလူရှုကသွေးမြောက်များကိုအန်ထုတ်လိုက်ရပါတယ်သူကသူ့ဘဝရဲ့အဆုံးကိုရင်ဆိုင်နေရတဲ့အတွက်သူစုစည်းနိုင်သမျှအနှစ်သာရအားလုံးကိုစုစည်းလိုက်ပါတယ်သူကသူ့ရဲ့ယုံကြည်ခြင်းမီးရဲ့နယ်ပယ်ကိုဆွဲဖြဲ့ပြီးသူ့ရဲ့ယုံကြည်ခြင်းမီးရဲ့ဝိညာဉ်အားလုံးကိုထုတ်ယူလိုက်ပါတယ်သူတို့ကသူ့ရဲ့သွေးနဲ့ပေါင်းဆက်ပြီးဘီလီယံနဲ့ချီတဲ့ရေကဲလွှာတွေကိုဖွဲ့စည်းလိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲသူကဂျိုးတလုံးလောက်ကြီးမားတဲ့ရေကဲတုံးတစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်ထိုအချိန်လေးမှာပဲမြားရောက်ရှိလာပါတယ်မြားရေကဲကိုထိလိုက်တဲ့အချိန်မှာရေကဲကချက်ချင်းပြုတ် ွဲသွားပါတယ်အလဲဘဟုမှာဝေယုံစိန်လူငယ်ရဲ့မျက်လုံးတွေဟာစိတ်ပြတ်အားငယ်မှုနဲ့ပြင်းထန်နေပါတယ်သူကမြောင်းကိုခုခံဖို့အစွားပူရဖို့အတွက်သူ့ရဲ့မျိုးနဲ့စုအမှတ်သားအောင်တော့ပြုတ်ကွဲစေခဲ့တာပါတို့ရတဲ့အစုံးမှာတော့မြားကတောက်ပတဲ့အလင်းရောင်တစ်ခုလုံးပဲ့တင်ထပ်သွားတဲ့ဒကြိမ်ကြိမ်မိဟိမ့်တန်တဲ့အတူရေခဲကိုထိုးပေါက်သွားပါတယ် ်မြားဝင်းယုံစိန်လူငယ်ကိုဖျက်သွားပါတယ်သူရဲ့ခန္ဓာတုန်ခါသွားပြီးပောက်ကွဲမသွားခင်မှာတွေးရန်လိုက်ရပါတယ်သူရဲ့မူလဝိညာဉ်ဟာထွက်ပြေးခြင်းပဲမဲ့အဆုံးမှာတော့တုန်ခါပြီးတော့တည်ဆုံးသွားပါတယ်ထိုရာစစ်ပွဲမှာတည်ဆုံးသွားတဲ့ပထမဦးဆုံးသောစမ်းကျဲလေဟာနဲ့အဆင့်ကျဉ်းညံ့သူပါတောက်ပါတဲ့လေဟာနယ်ထဲမှာအပြင်နယ်ပယ်ချင်းညံ့သူအများကြီးရရှိပေမဲ့သူတို့အားလုံးကတေကျင်းရဲ့ချင်းချောင်းမှုကိုခံစားလိုက်ကြရပါတယ် မြားမင်းဖြောက်တိုင်းသွားနေပြီမဲ့ထိုးရထုတ်လွတ်လိုက်တဲ့လိုင်းကြီးတွေဟာတောက်ပါတဲ့လေဟာနဲ့တခုလုံးတယောက်မှုရှိစေခဲ့ပါတယ်။လိုင်းကြီးနဲ့ထိမိတဲ့ဘဲချင်းညက်သူမဆိုပောက်ကွဲပြီးတော့တည်ဆုံသွားပါတယ်။တောက်ပါတဲ့လေဟာနဲ့ရဲ့အရှိပိုင်းမှာအပြင်းနယ်ပရားချင်းညက်သူရာပေါင်းများစွာအတွင်းနယ်ပရားချင်းညက်သူဓာစင်အနေငယ်ကိုလိုက်လံဖမ်းဆီးနေချိန်မှာထူခန်းစားချက်ကိုခန်းစားလိုက်ရပါတယ်။အတွင်းနယ်ပရားချင်းညက်သူဓာစင်ပေါင်းများစွာဖြူဖြောနေပြီးခန်းချောင်းနေတဲ့စီမီခွက်တွေလိုပါပဲ။သူတို့နဲ့အသေးခံတိုက်ကြ။ငါတည်ရရင်တော့ငါရဲ့ဇာတိမြေမှာပဲတည်မယ်။ ဖပီးနေတဲ့တလက်ပိုင်အရွယ်လူကစိတ်ပြတ်အားငယ်တဲ့အပြုံးကိုထုတ်ဖို့ပြသလိုက်ပါတယ်။သူကရုတ်တရက်နောက်ပြန်လှည့်ပြီးသူ့ကိုယ်သူဖြက်စီးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒိုးဝါရင်ထိုးချိန်မှာပဲလှိုင်းကြီးတစ်ခုကကျယ်ရီသားနေရောက်လာပြီးသူတို့ဓာစင်ပေါင်းများစွာကိုထုတ်ဖောက်သွားပေမဲ့ဘာထိခိုက်မှုမှအဖြစ်စေခဲ့ပါဘူး။ဒိုးဝါရင်သူတို့ကိုလိုက်ဖမ်းနေတဲ့အပြင်နယ်ပယ်ချင်းညံ့သူရာပေါင်းများစွာတနာစီရောက်ကောင်းတဲ့အော်ဒန်တွေကိုပြုတ်ပြီးလှိုင်းကြီးရဲ့ကြောက်တည်ဆုံသွားတာကိုမြင်လိုက်ရတော့သူတို့ကအံ့အသင့်သွားပါတယ်။ အတောက်ပဆုံးကောင်းကင်အလင်းရောင်နယ်ပယ်ရဲ့တောင်ပိုင်းမှာကောင်းကင်ဘေးဒုက္ခအဆင်းကိုရောက်နေတဲ့အပြင်နယ်ပယ်ကျင်းသူနှစ်ယောက်ကရှိနေပါတယ်။သူတို့ကသူတို့ခံစားနေရတဲ့မကောင်းတဲ့ခံစားချက်ကိုဖိနှိပ်ပြီးသူတို့ရှေ့ရလူငယ်တယောက်ကိုလိုက်ဖမ်းနေကြပါတယ်။ထိုလူငယ်ကလက်ဆက်တဲ့သွေးရည်နဲ့ဖုံးလန်းနေပါတယ်။ဒိုးဝါရင်ထိုးချိန်လေးမှပဲလိုင်းကြီးရက်ကပဲ့တင်ထလာပါတယ်။ပြုံးရွှေ့နေတဲ့အပြင်နယ်ပယ်ကျင်းသူနှစ်ယောက်ကတုံခါပြီးပြုတ်ကွဲသွားတော့မှင်တက်နေတဲ့လူငယ်လေးကကြံရင်ခဲ့ပါတယ်။အတောက်ပဆုံးကောင်းကင်အလင်းရောင်နယ်ပယ်ရဲ့အနောက်ဘက်မှာကျင်းကျက်မှုဂျိုးတစ်ခုပါရှိပါတယ်။ဂိုင်းများစုကဖျက်ဆီးခံခဲ့ရပြီးအခုတော့အပြင်နယ်ပယ်ကျင်းကျက်သူ တွေကတင်ပိတ်ထားကြပါလေသူတို့ထရအချိုးကတက်ဖြက်ရတာအယူမှုဖြစ်ပြီးတမန်လူတွေအောင်တော့တက်ဖြက်ဖို့အတွက်တွားခဲ့ကြပါလေမြို့တွေထဲမှာအော်ဟစ်တန်တွေကပဲ့တင်ထမ်းနေပါလေအပြင်နယ်ပြားကျဉ်းသူအချိုးကဂိုင်းတီးတီးရလှပတဲ့အမျိုးသမီးကျဉ်းသူတွေကိုဖမ်းဆီးထားကြပါလေသူတို့ကအဲ့ဒီအမျိုးသမီးတွေကို ကျဉ်ညံ့ချင်းမိဖို့အဖြစ်ပြောင်းလဲဖို့အပြင်းအပြင်းမှာပြောင်းရုံးဖို့အတွက်စီစဉ်နေကြပါတယ်ဒိုးရရင်ထိုးအချိန်လေးမှာပဲလိုင်းကြီးကကျဉ်ညံ့မှုချိုးကိုဖျက်တမ်းသွားပါတယ်လိုင်းကြီးကဖျက်တမ်းသွားပြီးရနောက်ဂျိုးဘောကအပြင်းအပြင်းကျဉ်ညံ့သူအားလုံးကတုန်ခါပြီးအသားနဲ့သွေးတွေအပုံလိုက်အဖြစ်ပြုတ်ကွဲသွားပါတယ်အတောက်ပဆုံးကောင်းကင်အလင်းရောင်ရဲ့မြောက်ပိုင်းမှာအခြားကြက်တာစနစ်တွေကိုကူညီဖို့တွားနေတဲ့အပြင်းအပြင်းကျဉ်ညံ့သူတထောင်ကိုကိုစားပြုတဲ့အလင်းတက်တထောင်ကရှိနေပါတယ်ဒိုးရရင်သူတို့ကလိုင်းကြီးတစ်ခုနဲ့တိုက်မိပြီးတယောက်ကမှအသက်မရှင်ခဲ့ပါဘူးအလားတူအဖြစ်ရတရာအတောက်ပဆုံးကောင်းကင်အလင်းရောင်နဲ့ပဲအတွင်း နေရာတိုင်းမှာဖြစ်ပွားခဲ့ပါတယ်။လှိုင်းကြဲတွေအားပြန့်နှံ့သွားတာနဲ့တုံလုံးဆီရကောင်းတဲ့အပြင်နယ်ပယ်ချင်းချင်းသူအရေးအတွက်တည်ဆုံသွားကြပါတယ်။အတောက်ပဆုံးကောင်းကင်အလင်းရောက်နယ်ပယ်နဲ့တိမ်ပင်လယ်ရဲ့နယ်စပ်မှာကောင်းကင်အရှင်သခင်လီဟာနန်နဖျားရဲ့ပုံအီးကူပွားသူ့ရဲ့ခန္ဓာကိုပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။သူ့ရဲ့အမူအရာညှိုးငဲ့နေပြီးသူ့ရဲ့မျက်လုံးတွေဟာရှေ့ကိုကြည့်နေရင်ကြောင်ရွံ့မှုနဲ့ပြင်းထန်နေပါတယ်။သူ့မှာအဲ့မြားရှိနေဘသူကသူ့ကိုတတ်နိုင်ပါလိမ့်။ပြက်တက်တာပဲ။တေစံအဲ့များတာမရှိရင်ငါအများဆုံးမှဒဏ်ရောက်အောင်ပဲဒါပေမဲ့သူ့တတ်ဖို့မဖြစ်နိုင်တာမဟုတ်ဘူး ဒါပေမဲ့ဘာလို့သူကအဲ့လေးနဲ့မြောင်းကိုပိုင်ဆိုင်နေရလဲအေကရစ်ခမရအဲ့တုန်းကသူ့ကိုဒီလေးကိုလက်ဆောင်ပေးခဲ့တာခမရအမားကြီးကိုမှားသွားပြီအဲ့လေးနဲ့ဆိုရင်အတွင်းနဲ့ပင်နဲ့အပြင်းနဲ့ပင်မှာဘသူကသူ့ကိုရှင်းနိုင်ပါလိမ့်ဒီဖိုးကြီးကသူ့ရဲ့စစ်ပွဲမှာစက်မပါတော့ဘူးငါရဲ့ပုံရိပ်ကူဘွားကအသက်ရှင်နိုင်ငါရဲ့မူလခန္ဓာစီကိုပြန်သွားလိုက်မယ် ကောင်းကင်အရှင်သခင်ရဲ့လေဟာနဲ့နဖျားရဲ့ကြောင်းရုံမှုကအတိုင်းအတာထီကိုရောက်ရှိသွားပါပြီ။ထိုချိန်မှာသူကတိမ်ပင်လေဘက်ကိုထွက်ပြေးနေပါတယ်။သူကတိမ်ပင်လေရလေဟာနဲ့ကနေထွက်သွားခြင်းနေရပါ။သူကအတွင်းနဲ့ပဲကိုဘတော်မပြောင်းမွေတော့ဘူးလို့စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ဒိုဝါရင်ထိုချိန်လေးမှာပဲသူ့ရဲ့အမူအရာအကြီးအကျယ်ပြောင်းလဲသွားပြီးနောက်ပြန်လှည့်ကြည့်လိုက်ပါတယ်။သူ့နောက်ကလေဟာနဲ့ကကွဲထွက်သွားပြီးမြားပစ်ထွက်လာပါတယ်။ထိုရာရှောင်းတိမ်မွန်းဖြစ်နိုင်တဲ့စိတ်ကူးမြင့်နိုင်တဲ့အချိန်နဲ့ရွေလျားပြီးသူ့ရဲ့ခန္ဓာကိုထိုးပေါက်သွားပါတယ်။ကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရဲ့ခန္ဓာကပြုတ်ကွဲသွားပြီးသူ့ရဲ့အချိန်ကချေရ ာလေးရမကျန်ပြက်ကွက်သွားပါရီသူရဲ့ပုံရိပ်ကိုပွားတည်ဆုံးသွားချိန်မှာရှေးဟောင်းကျဲစုစနစ်ရဲ့အဆုံးမဲ့မြူခိုးတွေဖုံးလန်းနေတဲ့ကျဲတာနေပယ်တစ်ခုကတနာစီယာကောင်းတဲ့အော်တန်တစ်ခုထွက်လာပါရီကျဲတာနေပယ်ထဲကနေမြူခိုးတွေဟာခန္ဓာတစ်ခုကိုဖွဲ့စည်းထားတဲ့အထိလှိမြန်ဆောင်နဲ့ကျုံဝင်သွားပါရီထိုရာကောင်းရင်အရှင်သခင်လီဟာနေနဖျားရဲ့မူလကူထဲပါသူကသွေးတလုံးကိုအန်ထုတ်လိုက်ရပြီးခြေလဲအနေငယ်ရိုင်းနေသွားပါရီသူကအတွင်းနေပယ်ကိုမျက်လုံးထဲမှာကြောင်ရွံ့မှုတွေနဲ့ကြည့်လိုက်ပါရီအတောက်ပဆုံးကောင်းရင်လင်းရောက်နေပယ်မှာဟင်းသားပရာချူရဲ့အပြင်ဘက်မှာဝက်လင်းကမျက်လုံးကိုဖွင့်လိုက်ပါရ တယ်သူ့ရဲ့လက်ထဲကလေယာပြောက်ွက်သွားပြီးမြားကလေဟာနယ်ထဲကိုပြန်အောင်လာပါတယ်ထိုအရာသူ့ရဲ့ညာဘက်လက်ထဲကရွှေရောင်သွင်းဆက်ထဲကိုပြန်ဝင်သွားပါတယ်သူကသွေးတစ်စက်ကိုနှစ်ဖူးထဲကိုပြန်ဖိသွင်းလိုက်ပြီးပြိုကွဲနေတဲ့လေဟာနယ်ကနေဖွဲ့စည်းထားတဲ့ဝေကီယက်စီကိုတက်သွားပါတယ်သူ့ရဲ့တတိယအဆင့်ကျဉ်းညံ့မှုကိုခိုင်မာအောင်လုပ်ဖို့အတွက်အချိန်နှင်းငယ်ကိုပိုလိုနေပါသေးတယ် မဝေးတဲ့နေရာမှာကြိုးကျင်ရလှိုင်းခဲ့တဲ့ကြောင့်မတိဆုံးသွားခဲ့တဲ့တူဦးတဲ့တော့အပြင်နယ်ပြားကျဉ်ညံ့သူပါသူရဲ့ခန္ဓာတုန်ခါနေပြီးမလုပ်ရဲပါဘူးသူကဝန်လင်းဝဲကြက်ထဲကိုခြေလန်းဝင်သွားပြီးလီဟာနဲ့တကားရဲ့စွန်းကိုအယူမှုဆွဲယူတာကိုကြည့်နေပါလေအယောအစွန်းထက်တယ်သူကယောအစွန်းထက်လာပါပဲကြိုးကျင်ရဲ့စိတ်ကဗလာဖြစ်နေပြီးသူ့ရဲ့မျက်နှာပြန်နှမ်းနေပါလေသူတင်မကပဲအတွင်းနဲ့ပေးရချဉ်ညံ့သူထုံပုံးများစွာလည်းအန်အန်တင်းနေပါလေသူတို့ခုနကမြင်တွေ့လိုက်ရတာလုံးဝမမြုံနိုင်စေရပါ ဒဇိတ်ခန့်နဲ့ပဲအရှင်သခင်ဒါဒဇိတ်ခန့်နဲ့ပဲအရှင်သခင်ပဲငါတို့အတွင်းနဲ့ပဲမျောလင်းချက်ပဲအရှင်သခင်တောင်ပိုင်းတင်ရဲ့မျက်လုံးတွေရလဲစိတ်လှူရှားမှုနဲ့ပြင်းထန်နေပါတယ်နှစ်ပေါင်းများစွာကြီးညံ့လာခဲ့တဲ့သူတယောက်အနေနဲ့ဒီလောက်ကြီးမားတဲ့ကိစ္စမျိုးကမဖြစ်သင့်ဘူးဆိုတာသူကသိပါတယ်တော်ရရင်လီဟာနဲ့ရိုးတောင်းတကားဖြစ်ဖြစ်မြားရဲ့ဆွမ်းအားဖြစ်ဖြစ်နှစ်ခုစလုံးကသူ့ကိုတုံလို့စေဖို့ကလုံလောက်ပါလေစစ်ထူနန်ကဝဲကြက်ထေကဝန်လင်းကိုကြည့်ရင်ရေမောလိုက်ပါလေစိတ်လို့ရှားမှုကသူ့ရဲ့မျက်လုံးလေးကိုပြင်းထန်သွားပါလေဒစိတ်ခန့်နဲ့ပဲအရှင်သခင်အတွက်ဂုံယူပါလေ ဘသူကအရင်ဆုံးပြောလိုက်ရင်မသိပင်ပဲမကြိုက်ခင်မှာပဲလူတိုင်းကပြောလိုက်ကြပါလေကျဉ်းန်းသူထောင်ပေါင်းများစွာစိတ်လို့ရှားစွာနဲ့အော်ဟစ်လိုက်ကြပါလေသူတို့နောက်မှာဟင်းသာဗရာဂျူဘောကဝန်လင်းရဲ့ရုပ်ထုကပျောစိတ်တွေကိုကြည့်နေသလိုကောင်းကင်ကိုကြည့်နေသလိုပါပဲကောင်းကင်ကိုမော့ကြည့်နေပါလေသူကတင်ဝန်လင်းတယောက်ထဲရတာသူ့ရဲ့ကောင်းကင်ပြစ်ဒဏ်သူ့ရဲ့တတရားအဆင့်ကောင်းကင်ပြစ်ဒဏ်ကရောက်လာတော့မယ်ဆိုတာကိုသူကသိနေပါလေ ဝယ်လင်းကဝဲကရဲ့အတွင်းမှာလေဟန်နဲ့တကားရဲ့ဆွင်းကိုဆွဲယူလိုက်ပါတယ်။သူကအဲ့လိုလုံးနေရင်သူ့ရဲ့တက်ဖြတ်ခြင်းအနှစ်သာရသူ့ရဲ့ခန္ဓာနဲ့လုံးဝပေါင်းဆက်သွားပါတယ်။ပေါင်းဆက်မှုကပြီးဆုံးသွားချိန်မှာဝယ်လင်းရဲ့ကျင့်ကြံမှုအစဉ်ကစိတ်ဝိညာဉ်လေဟန်နဲ့အစောပိုင်းအစဉ်ကနေစိတ်ဝိညာဉ်လေဟန်နဲ့အလေအစဉ်ထိတိုးတက်သွားပါတယ်။သူကစိတ်ဝိညာဉ်လေဟန်နဲ့အလေအစဉ်ကိုရောက်ရှိသွားတဲ့အချိန်မှာဝယ်လင်းကဝဲကရဲ့ကိုလညိုနဲ့ထိုးလိုက်ပါတယ်။လေဟန်နဲ့တကားရဲ့ဆွင်းကသူ့ရဲ့လက်စီကိုတိုးဝင်လာပါတယ်။ မိုးချိမ့်တန်နေရတကြိမ်ကြိမ်မိပြီးလက်စည်းတွေကအရက်လေးမျက်နှာကနေစုပြုံရောက်ရှိလာက မိုးချိုးဓာတ်စင်းကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်ထိုဓာတ်ကခုနလက်မရှိပေမဲ့ထိုရာသူပြိုကွဲသွားတဲ့လီဟာနေရကနေရတဲ့စွိုင်းကိုတုံးပြီးတက်စင်ထားတဲ့အနှစ်သာရယတနာပါထိုရာချင်းရွှေရဖွဲ့စည်းခဲ့တဲ့တက်ဖြတ်ခြင်းဓာတ်နဲ့ဆင်တူပါတယ်ထိုဓာတ်ငယ်လီကဝယ်လင်းရဲ့မိုးချိုးအနှစ်သာရနဲ့ဖွဲ့စည်းထားတာပါဒါမဟုတ်ထိုရာမိုးချိုးအနှစ်သာရကိုယ်တိုင်လို့ပဲပြောနိုင်ပါတယ်ပြီးတော့ဝယ်လင်းကညာဘက်လက်ကိုနောက်တစ်ချိန်မြှောက်လိုက်တော့ဝဲကြီးရဲ့ထဲကနေစွိုင်းအမြောက်အများစီးထွက်လာပါတယ် မီးအနှစ်သာရဓာတ်ပေါ်လာပါတယ်တတိယမြောက်ဓာတ်ကန်ချမာဓာတ်ပါထိုဓာတ်ထဲမှာဝလင်းရဲ့ကန်ချမာပေါ်နားလေဒေါပေါမှုတွေရာပေါဝင်နေပါတယ်ထိုယာရီရာဝလင်းရဲ့ခန္ဓာရှိမှပြောင်းဝင်နေပြီးနူးညံ့တဲ့အလင်းရောင်တစ်ခုကိုထွက်လွတ်နေပါတယ်စရုပ်ထမြောက်ဓာတ်ကတော့တေချင်းရှင်ချင်းစရုပ်ထမြောက်ဓာတ်ကတော့တေချင်းရှင်ချင်းဓာတ်ပါ အနေအောင်အငွေနဲ့အဖြူအောင်အငွေတွေအားရွယ်ရဲနေပြီးထိုးခုနှစ်လက်မဓာတ်ကိုဖွဲ့စည်းလိုက်တာနဲ့လောကကြီးအားတုံခါသွားပါလိမ့်ပစ္စမမြောက်ဓာတ်ကတော့စစ်မှန်ချင်းနဲ့မှောင်ရင်ချင်းဓာတ်ဖြစ်ပေမဲ့ဝဲကြီးရဲ့အတွင်းရစွန်းရင်ကအကန့်အသတ်ရှိပါလိမ့်ဝယ်လင်းကိုဓာတ်လေးစင်းကိုဖွဲ့စည်းဖို့အတွက်ကုညီပြီးရဲ့နောက်စွန်းရင်ကကုန်ခန်းနီးဖြစ်နေပြီးထိုးကြောက်အခုပြောက်ကွယ်သွားတော့မဲ့လက္ခဏာကိုပြသနေပါလိမ့်တစ်ချိန်နှင်းမှာပဲအဝေးကနေတူးညင်းနဲ့ဟိဟောက်တန်ကိုကြားနေရပါလိမ့်ထိုးရကောင်းကင်ပြစ်ထန်ရဲ့နမိတ်ပါဝယ်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါလိမ့်ဝဲကြီးကပြောက်ကွယ်သွားပြီးရဲ့နောက်သူရင်ဆန်ရောက်မဲ့ကောင်းကင်ပြစ်ထန် န်သူ့ရဲ့ဘွားမှာအပြင်းထန်ဆုံးဖြစ်မယ်ဆိုတော့သူကသိပါတယ်ဒိုဝါရင်ဝက်လင်းကလုံးဝမကြောက်ရွံ့ပါဘူးသူ့ရဲ့မျက်လုံးနေရာတည်ငြိမ်နေပြီးလက်နက်ဖက်ကိုစန်တန်းကရှေ့ကိုခြေလှမ်းလိုက်ပါတယ်သူကပြောက်ကွယ်သွားရမယ့်ဝဲကြီးကိုဆွဲဖြဲလိုက်ပါတယ်ထို့ဆွဲဖြဲမှုကဝဲကြီးကိုတုံခါသွားစေပြီးလီဟာနဲ့တကားရဲ့စွမ်းအင်ကိုပို့ပြီးတော့ထွက်လာစေပါတယ်လီဟာနဲ့တကားရဲ့စွမ်းအင်နေရာတိုးဝင်လာမှုအောက်မှာစစ်မှန်ခြင်းနဲ့မှားယွင်းခြင်းဒါဖွဲ့စည်းဖြစ်ပေါ်လာပါတယ်စက်ထမမြောက်ဒါကတော့တက်ဖြက်ခြင်းဒါပါထိုးရချင်းရွှေရဝက်လင်းကိုပေးခဲ့တဲ့ဒါမဟုတ်ပဲ သူကိုယ်တိုင်ရဲ့တက်ဖြတ်ခြင်းအနှစ်သာရနဲ့ဖွဲ့စည်းခဲ့တဲ့ဓာတ်စင်းမှာတက်ဖြတ်ခြင်းဓာတ်ကိုဖွဲ့စည်းပြီးတဲ့နောက်ဝဲကရက်ကနောက်ပြန်မလဲနိုင်တဲ့နီလန်နဲ့ပြောက်ွက်စားပြူလာပါတယ်လီဟာနဲ့တကားရဲ့စွန့်ရင်ကအလုံးမေုံမှစမ်းကြိတ်ပါတယ်ထိုရာချင်းညံ့သူတွေကိုသူတို့အနှစ်သာရနဲ့ပေါင်းဆက်ခွင့်ကိုပေးပြီးသူတို့ခန္ဓာကိုယ်ကိုအခြေခံအုံမြင့်အစင်းမှလို့ပုံစံပြောင်းလဲခြင်းကိုဖျက်ဆီးနိုင်အောင်တာမကသူတို့ရဲ့အနှစ်သာရတွေကနေလက်နက်တစ်ခုကိုလည်းဖွဲ့စည်းပေးနိုင်ပါတယ်ဝဲလင်းကထိုလက်နက်ကဘယ်ရလာတယ်ဘာလဲဆိုတာတော့မသိပါဘူးဒိုးဝရင်သူကစမ်းကြိတ်တဲ့လီဟာနဲ့တကားရဲ့စွန့်ရင်ကအလုံးရှားပါတဲ့ ဆိုတာကိုပဲသတိပြုမိပါတယ်။ကျဉ့်ညံ့သူတယောက်ကသူ့ရဲ့ဘဝမှာတကြိမ်ပဲတွေ့ကြုံနိုင်ဖွယ်ရှိပါတယ်။ထိုရာပျောက်ကွယ်သွားတဲ့နောက်ထပ်အခွင့်အရာဘယ်တော့မှရှိမှာမဟုတ်တော့ပါဘူး။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင့်တင်ရှိပါတယ်။